စမယ်တက်မတော်ဘက်ကနေပြီး Gfat Flow Ropes ရွှေယူပါတို့စစ်မှုထမ်းတော့မယ်ဆိုရင်ခမားတို့တတ်ထောက်ခံသူမျိုးချစ်တွေပျော်ကြမှာပေါ့တိတ်လည်းမပျော်လိုက်ကြပါနဲ့ဒီထက်ပိုကောင်းတဲ့အဖြစ်ရှိပါတယ်ညမကြခင်မှာကိုယုံလေးကိုဒိန်တော်တို့ဟာသူတို့ထက်နာတပြားတာတော့မှာပါဘာဖြစ်လို့လဲဆိုတော့အခုသူတို့နှစ်ယောက်မော်စကိုသွားပြီးစစ်ပညာသင်ယူနေပါပြီ။ မကြခင်စစ်တင်တန်းကနေပြန်လာပြီးအမိမိမှာပဒက်တွေကိုအပြက်ချိန်မို့မို့ရှေ့တန်းတန်းထွက်တော့မှာပါအာနာသိန်းကစားမှာအနုပညာရှင်တွေအနေနဲ့ပြည်သူကိုရွေးမလားတပ်မတော်ကိုရွေးမလားဆိုပြီးဒုရဖြစ်နေချိန်မှာ ကိုယုံလေးကိုထိန်တော်တို့ဟာတပ်မတော်ဘက်ကနေပြီးပြက်ပြက်တတရွေးချယ်ခဲ့တဲ့သူတွေပါဂျီဖက်ဖလော်ရိုဒိုလိုအကြက်ကင်ခံရတော့မှာတပ်မတော်ဘက်ကူးပြောင်းလာတဲ့အာဘုတ်တွေမဟုတ်ပါဘူးကိုယုံလေးကိုထိန်တော်တို့ကလွဲရင် အများစုကတာကူးတွေပါဒန်းတူတာဆက်ဆံပြီးရင် ကိုယုံလေးတို့လိုယုံကြည်ချက်နဲ့တတ်မတော်ကိုထောက်ခံတဲ့သူတွေအရန်နှင်နာရပါတယ်ကျန်တဲ့အမှုပညာရှင်တွေဆိုတာအခြေအနေသာမကောင်းတော့ရင်မျက်ရည်လေးဆန်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 းနဲ့မျက်ရည်ခံထိုးပြည်သူဘက်ပြန်ကူးကြမယ်သူတွေကြီးပဲပြည်သူတွေသာနိုင်သွားရင်ကိုယုံလေးတို့လို့အမာခံကြံခဲ့မဲ့တက်ထောက်ခံသူတွေကလက်ငါးချောင်းတော့မပြေပါဘူး။ဒါကြောင့်လေ तू ဘာမှမပြောပြီမဲ့အခုဆိုရင် तू စိုးရင်စာပြုတ်လာပြီတက်မတော်ရှုံးတော့မှာကူဒါကြောင့်လေတက်မတော်ဘက်ကနေပြီးစစ်အင်အားလိုအပ်ချက်ကိုအားဖြည့်ပေးတဲ့အနေနဲ့မိုက်ခရိုဖုန်းကိုဖေးချဆင့်ဘူးထမ်းဖို့အတွက်ကိုယုံလေးပါဝင်လာခဲ့ပါပြီ तू ရှေ့တန်းရောက်တဲ့တနေ့စစ်ရေးချိန်ခွင်ရှာပြောင်းလဲတဲ့နေ့ဆိုပြီးပြောဆိုထားသလိုအကယ်၍များအကြမ်းဖက်သူပုံများဤဝိုင်းမိုးပိတ်ဆို့မှုကိုခံခဲ့ရသည့်တိုင်ကိုကြီးကိုစားကိုသေးကိုတောက်ပြီးထာဝရဘောမအဖြစ် တက်သိထူသွားမည်ဖြစ်ကြောင်းယတိပြက်ပြောဆိုထားပါတယ်။ဒါကြောင့်လေမူလပထမဘောမယုံလေးကိုအချီနေရတာကူးလာတဲ့အာဘုတ်ကောင်တွေနဲ့တဒန်းနဲ့မထားမိစီဘူးလေကျွန်တော်ဒီကနေတတိပီပြောဆိုလိုက်ပါရစေ။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘော့စ်အေဂျင်စာ